ကဲ PUBG Mobile ဘက်ကနေဒီနေ့ glitch ပင်အသစ်ထွက်ရှိထားပါတယ်ကန်တစ်ချက်လောက်စမ်းရှိကြည့်အောင်ပါဘလောက်ထိမှကန်ကောင်းမလဲဒါမှမဟုတ်ဘလောက်ထိမှကန်ဆိုးမလဲ ဒီ event အချိန်ကတော့26ရက်9လအနေ26ရက်10လအထိသွားမှာဖြစ်ပါတယ်တရက်တာရဲ့ပထမအဆုံး spinning ကိုကြည့်ရမယ်ဆိုရင်တော့ 10UC ကြတဲ့မှာဖြစ်ပါတယ် 10UC နဲ့ပါရရှိသွားပြီလေဒီရဲ့ popularity ကိုရရှိသွားပြီဖြစ်ပါတယ်ဒီမှာကျွန်တော်ကတော့ pre-order တင်ထားတာဖြစ်တဲ့အတွက် 0UC ဆိုရင်မှပြထားတာရှိပါတယ်တကယ်ချင်းတို့လည်း pre-order တွေပါတင်ခဲ့လားမတင်ခဲ့ဘူးလားပေါ့ဗျာဒီ spin မှာဘယ်လောက်ထိမှကန်ကောင်းလဲဒီမှာကြည့်ရမယ်ဆိုရင်တော့ကန်ရတော့အလောက်ကြီးကောင်းတာမျိုးတော့မရှိသေးပါဘူးဗျာ okay ဆိုတော့လုလိုက်ပါမယ် တခါပြန်သွားပါမယ်အဲ့ဒါပြီးတော့ကျော်ဆယ်ကားပေါ့ဗျာတခါတည်းသွားကြည့်ကြည့်အောင်မြတ်โอเคကန်ကတော့မစိုးလို့ပြောလို့ရပါတယ် granite skin ကိုရရှိသွားပြီဖြစ်ပါတယ်โอเคဆိုတော့လွတ်လိုက်ပါမယ်ဆယ်ကားပေါ့ဗျာကျော်တခါတည်းသွားကြည့်ကြည့်အောင်မြတ်ကျေးဇူးပြုရဲ့ PUBG Mobile ရေးဆိုတော့လေဒီမှာကြည့်ရမယ်ဆိုတော့ကြည့်ရ gem အသေးတွေတွေးမြင်ရတာမျိုးရှိပါတယ်โอเคဆိုတော့လွတ်လိုက်ပါမယ်ဒီမှာကျွန်တော်တခါပြန်သွားပါမယ်အဲ့ဒါပြီးတော့ဆယ်ကားပေါ့ဗျာတခါတည်းသွားကြည့်ကြည့်အောင်မြတ်ဒီကနေကြည့်ရမယ်ဆိုရင်လည်းဒီရ gem အသေးရရှိသွားပြီဖြစ်ပါတယ်ဆယ်ကားသွားကြည့်ကြည့်အောင်မြတ်ကျေးဇူးပြုရဲ့ PUBG Mobile ရေးဆိုတော့ legend အသေးတွေကျွန်တော်တောက်လျှောက်ပေးတာမျိုးရှိပါတယ်ကြည့်ကြည့်ပါ မကြည့်ရမယ်ဆိုရင်ကန်အားတော့အလောက်ကြီးကောင်းတဲ့ထဲတော့မပါပါဘူးဗျ။ Okay တခါပြန်သွားပါမယ်။ကျေးဇူးပြုရကောင်းတဲ့ item လေးပေးပါဆိုတော့လေ ကောင်းတဲ့ item တွေကျော်ပေးတာမျိုးတော့မရှိပါဘူးပြ43ကျင်းရှိသွားပြီဖြစ်ပါတယ်ကံကတော့အလောက်ကြီးမကောင်းပါဘူးပြဒီမှာကြည့်ရမယ်ဆိုရင်တော့ဒီရက်ပေါ်ရ mini jam နဲ့ပေးနေတာမျိုးရှိပါတယ်ထပ်တစ်ကျင်းပေါ်ပြကျော်10ကသွားကြည့်ကြည့်အောင်ပြကျေးဇူးပြုရ PUBG Mobile ရေးဆိုတော့လဲကြည့်ကြည့်ပါဒီတစ်ခါတော့ကျော်ကံကတော့လုံးဝလုံးဝမကောင်းလို့ပြောလို့ရပါတယ်ပြကြည့်ကြည့်ပါ54ကျင်းရှိသွားပြီဖြစ်ပါတယ်ဘာမှကျော်ကောင်းတဲ့ item ပေးတာမျိုးတော့မရှိပါဘူးပြထပ်တစ်ကျင်းပေါ်ပြကျော်10ကသွားကြည့်ကြည့်အောင်ပြကျေးဇူးပြုရ PUBG Mobile ရေးဆိုတော့လဲ ပောက်ပြီးသားချော item တွေပြီးတာမျိုးရှိပါတယ်ကြည့်ရှိပါ โอเคဒီမှာကြည့်ရမယ်ဆိုရင်တော့တစ်ခါသွားလိုက်ပါမယ်ကျော် skip ဆိုတော့လွတ်လိုက်ပါမယ်ဒီကနေကြည့်ရမယ်ဆိုရင်တော့အဓိက gem တစ်ခုရရှိသွားပြီဖြစ်ပါတယ်ဒါ lag တရားပြေးလို့ရရှိသွားတာဖြစ်ပါတယ်ကံကောင်းလို့ရရှိတာမဟုတ်ပါဘူးဗျာ66ချိန်မှာကြည့်ရမယ်ဆိုရင်တော့ဘာမှကျွန်တော် item ကောင်းကောင်းပေါက်တာမျိုးမရှိပါဘူးဗျာကျွန်တော်တရက်30ပဲပေါ့ဗျာ spin လုတ်ပါတော့မယ် item နည်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့တော်တော်လေးကိုလမ်းနေဒီ ultimate set ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီ set နဲ့ပတ်သက်ပြီးမှတကယ်ကျွန်တော်ဘယ်လိုမြင်လဲပေါ့ဗျာနောက်တစ်ခု gun skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ m762 တွေ့မြင်ရမှာဖြစ်ပါတယ်ကြည့်ကြည့်ပါသူပုံစံနေဒါတော်တော်လေးကိုမိုက်ပါတယ်နီယ ောင်း theme တုံးထားပေးတာမျိုးရှိပါတယ်ဒီမှာသူ့ရဲ့ kill message ကိုကြည့်ရမယ်ဆိုရင်ကျွန်တော်ကတော့တော်တော်လေးကိုသဘောချပါတယ်တခြားပေါ်ပြ glider river တွေတွေ့မြင်ရတာမျိုးရှိပါတယ် job point skin ကိုကြည့်ရမယ်ဆိုရင်လည်းမစိုးပါဘူးကျွန်တော်ကတော့သဘောချပါတယ် emote ကိုကြည့်ရမယ်ဆိုရင်ကျွန်တော်ကတော့အလောက်သဘောမချပါဘူးဗျာကြည့်ကြည့်ပါလုံးဝပေါ်ရပုံမှန် emote တွေ့မြင်ရမှာဖြစ်ပါတယ်အပေါ်စား emote လို့ပြောလို့ရပါတယ်ဒီမှာကျွန်တော်သဘောချတာတော့ဒီရဲ့ lobby ပဲဖြစ်ပါတယ် lobby ပုံစံနေထားကြည့်ကြည့်ပါတော်တော်လေးကိုမိုက်ပါတယ်ဒီကောင်ပေါ်ရတဲ့ jam တစ်ခုနဲ့ကျွန်တော် redeem လုပ်လိုက်ပါမယ် okay ဆိုတော့လုပ်လိုက်ပါမယ်တခြားကျော် jam piece အချင်းမှကြည့်ရမယ်ဆိုရင်ဒီ item လေးတွေ့မြင်ရတာမျိုးရှိပါတယ် return outstanding item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီရဲ့ပေါ်ပြ ultimate set return ပြန်လာထားတာမျိုးရှိပါတယ်ချီချီပါတကယ်ကျွန်တော်ဒီရဲ့ ultimate set တွေပါတယ်ကြိုက်တယ်ဆိုရင်တော့ redeem လုပ်လို့ရတာမျိုးရှိပါတယ်သူနဲ့ပတ်သက်ပြီးမှ glider revive တွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခါကျော် poise skin တို့ EMR ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ချီချီပါ EMR ပုံစံအနေထားတခြားတော့ပုံမှန်အတိုင်းပဲဒီရဲ့ပေါ်ပြ attachment skin တွေပါတယ်တွေ့မြင်ရတာမျိုးရှိပါတယ်ဒီတစ်ခါကျွန်တော်ကံကိုပြောရမယ်ဆိုရင်တော့လုံးဝလုံးဝမကောင်းလို့ပြောလို့ရပါတယ်ဗျာဒီမှာကျွန်တော်တရက်ကိုပေါ်ပြ10 UC နဲ့ spin လုပ်သွားပါမယ်ဒီကြားထဲမှာကံကောင်းလဲကောင်းနိုင်ပါတယ်ကံမကောင်းတာမျိုးလည်းရှိနိုင်ပါတယ် နောက်ဆုံး spin လုံးလုံးကန်ကောင်းသွားတယ်ဆိုတော့ဒီ M7 C2 တွေပါရရရှိနိုင်တာမျိုးရှိပါတယ်နောက်ဆုံးမရရှိဘူးဆိုရင်လည်းပေါ့ရ event peak နေချင်ကျွန်တော်ဒီ M7 C2 ကို redeem လုပ်လိုက်ပါမယ်ဗျာဒီလိုမှတကယ်ချင်းတော့ဒီ glitch spin မှာတွေ့မြင်ရတဲ့ item တွေနဲ့ပတ်သက်ပြီးမှဘလို့မြင်လဲသဘောကျလားသဘောမကျဘူးလားနောက်ဆုံးဘယ်လောက်ထိမှကန်ကောင်းလဲဘယ်လောက်ထိမှကန်ဆိုးလဲပေါ့ရ comment မှာမျှဝေပေးသွားဖို့မမိပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျာဒီမှာကျွန်တော်အကြိုက်ဆုံး item ကိုပြောရမယ်ဆိုတော့ low view ကတော့ကျွန်တော်တော်တော်လေးကိုသဘောကျတာဖြစ်ပါတယ် M7 C2 လည်းလာပါတယ် off fake ကလည်း mic တာမျိုးရှိပါတယ်ဗျာ damage ကျွန်တော်အကြိုက်ဆုံးကတော့ lobby ပဲဖြစ်ပါတယ် ငယ်ချင်းတို့ဘယ် item ကိုအကြိုက်ဆုံးလဲပေါ်ရာ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာတငယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ဗျာ